Hello နေဒီနေ့ tips လေးတခုပြပြမယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ how to treat the jealous people in 2025ကိုယ့်ရဲ့ပဝန်းကျင်မှာမနာလိုတဲ့သူတွေကြောက်ချတတ်တဲ့သူတွေအကျင့်မကောင်းတဲ့သူတွေကို တွေ့လို့ရှိရင်သူတို့ကိုဘလို့တုံ့ပြန်ရမလဲဆိုတဲ့ tips တခုကိုပြပြမယ်အဲ့ဒီလူတွေကိုပြန်လဲတုံ့ပြန်ပြီးတော့မှ revenge လုပ်ရပါမယ်เนาะ so don't let them think that you're stupid ကိုကို စမုံတုံးတယ်လို့အထင်မခံပါနဲ့နော် I know what you're thinking ဆိုပြီးတဲ့ခါကျတော့မှသူ့ရဲ့အတွေးတွေအကြောင်းကို ကိုတိချောင်းနောက်ဆုံးမှပြပါနင်းနီမှလည်းတငယ်ချင်းတယောက်ရှိတယ်သူကကိုကိုအမြင်မနာလို့ဖြစ်ပြီးတော့မှ ကိုကိုဒုက္ခရောက်စေခြင်းနဲ့ကိုကိုအရှက်တကွအကျိုးနဲ့ဖြစ်စေခြင်းနဲ့ကိုကိုလူတွေနဲ့မတည့်စေခြင်းဘူးပေါ့နော်အဲ့လိုမျိုးတငယ်ချင်းကို lesson တစ်ခုကိုဘယ်လိုမျိုးပြီးလဲဆိုတာကိုနည်းပြပြမယ် အဲ့တော့ကိုကသူ့ကိုပြောလိုက်တယ်လေတငယ်ချင်းငါမှာတော့ခက်ခဲတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ငါတငယ်ချင်းတယောက်ကအထားတဲ့ပိတ်ဆက်တွေကိုငါသုံးလိုက်တယ်သူ့အခုချိန်မှာပြင်တောင်းလာရင်တော့ငါဒုက္ခအကြီးအကျယ်ရောက်မှာပဲဆိုပြီးတဲ့ခါကျတော့မှကိုကသူ့ကိုပြောလိုက်ရောအေးအဲ့ဒီမှာပြောလိုက်ပြီဆိုတဲ့ခါကျတော့သူကအဲ့ဒီတခြားတငယ်ချင်းကိုသူကသွားပြောပြီလေဟဲ့နီနီကတော့နင်းရဲ့ပိတ်ဆက်တွေကိုသုံးထားတယ်ဒါကြောင့်မို့လို့နင်းရဲ့ပိတ်ဆက်ကိုပြန်တားဆိုပြီးတော့မှသူကသွားပြောရောသွားပြောတဲ့ခါကျတော့ကိုတငယ်ချင်းကိုရဲ့နောက် သင်ငယ်ချင်းကကိုယ်ကိုလာပြောပြီလေဟဲနင်းနေဒီလိုဒီလိုပဲသူကပြောတယ်ဆိုတော့ကိုကအဲ့ဒီ screen shot ကိုယူပြီးတော့မှအဲ့ဒီကောင်မကိုတတ်ပြောတာပေါ့ဟဲနင်းဘာလို့အဲ့ဒီလိုမျိုးလုပ်တာလဲဆိုပြီးတဲ့အခါကျွန်တော်မှဒါပေမဲ့အဲ့ဒီဟာအမှန်မဟုတ်ဘူးငါနည်းရဲ့အကြောင်းကိုသိချင်လို့ evidence တစ်ခုအနေနဲ့ယူလိုက်တာဆိုပြီးတဲ့အခါကျတော့မှကိုကသူဘာတွင်းနေလဲဆိုတာကိုသူ့ရဲ့စိတ်ရင်းကိုကိုကတိအောင်လှုပ်လိုက်တယ်လေအဲ့ဒီလိုမျိုး သူတပားတွေကကိုယ့်ရဲ့စိတ်ရင်းကိုတိသွားတဲ့တနေ့ကအရန်ရှက်ဖို့ကောင်းတယ်ဗောနော် သူတို့တွေက ရှေ့တယ်မှာလည်းမပြောရဲဘူးရှေ့တယ်မှာလည်းအာမလုတ်ရဲဘူးအဲ့တော့ကိုယ့်ကိုနောက်ွယ်ရနေပြီးတော့မှဒုက္ခရောက်အောင်အဲ့လိုမျိုးလုံးတဲ့ငယ်ချင်းတွေတွေ့လို့ရှင်ဒီနီးလန်းနဲ့ပြန်ပြီးတော့တိုက်ခိုက်ပါလုံးဝသူတို့ကို skip မလုပ်ပါနဲ့သူတို့ကိုပြန်ပြီးတော့မှ revenge လုပ်ပါပြီးတော့မှ သူတို့ကိုတခါလဲပြောခဲ့ပါ Hey ကောင်မရေ I know how to fuck people I just don't want to ဆိုပြီးတဲ့အခါကျတော့မှအဲ့ဒီလိုမျိုး beach တွေကိုပြောရပါမယ်နော်ဒီလိုလူမျိုးတွေကလည်းအလောက်ခွင့်မှာရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အများကြီးကိုမနာလိုတဲ့သူတွေတိုက်ခိုက်တဲ့သူတွေကိုယ့်ကိုကြောက်ချခြင်းတဲ့သူတွေကိုယ့်ကိုဒုက္ခရောက်စေမဲ့သူတွေကိုကိုက skip မလုပ်ဘဲ ignore မလုပ်ဘဲနဲ့အဲ့လိုနီးနေပဲ ြန်တိုက်ခိုက်ပါဒါဆိုလို့ရှိရင်သူတို့ကသူတို့ရဲ့စိတ်ရင်းကိုသူတို့ပြန်တိရတဲ့နေ့ကအရန်နဲ့မှရှက်စရာကောင်းတဲ့နေ့တနေ့ဆိုတာသူတို့ဘာသာသူတို့နားလဲပြီးတော့မှသူတို့အရန်ရှက်သွားလိမ့်မယ်